ားလုံးပဲမင်္ဂလာပါ။ပြန်ခရတာနေပြန်ပြီးကြိုးစားပါရစေ။ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ Ballet ရဲ့ Cold Storage Hardware Wallet တခုကိုဘယ်လိုမျိုးသုံးရမလဲဆိုတာပြောပြသွားမှာဖြစ်ပါတယ်။ Unbox လဲပါမယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့ Ballet က Cold Storage တွေထုတ်ထားတာရှိတယ်။ဒီနေ့လောက်ပေးသွားမယ့်ဗီဒီယိုကရှေ့တုန်းက Crypto Wallet Unbox Review Rate နဲ့မတူဘူး။ဘာကြောင့်လဲဆိုတော့ဒီ Wallet ကနည်းနည်းလေးထူးဆန်းတဲ့အထက်မှာပါပါတယ်။ ဒီ wallet ကိုဘယ်လိုမျိုးသုံးရမလဲသိတဲ့သူတွေအနေနဲ့ဆိုရင်ဒီစကုပါကင်လေးကိုမဖောက်ဘဲနဲ့သုံးလို့ရတယ်ကျွန်တော်ဒီ QR code ကို scan ဖတ်ပြီးတော့သူ့ရဲ့သက်ဆိုင်ရာ software နဲ့တွဲပြီးတော့သုံးလို့ရရပါဘောနော်မသိတဲ့သူတွေကတော့ဒီအပြင်ကစကုပါကင်လေးကိုဖောက်ကြည့်လို့လည်းရတယ်ဒီအပြင်ကစကုပါကင်ကဖောက်လေရတယ်မဖောက်လေရတယ်ဘာမှမဖြစ်ဘူးဘောနော်ဖောက်လိုက်တယ်ဆိုရင်တော့သူကကျွန်တော်တို့ဒီဒီ wallet ကိုဘယ်လိုမျိုး setup လုပ်ရမလဲဆိုတော့အဆင့်တွေကိုပြပေးထားလိုက်မယ်ဆိုတော့ ကျွန်တော်ကတော့ဒါဖွင့်ပြီးတော့ဖောက်ပြမယ်ပေါ့နော်ဒါပေမဲ့ဒီဘောလိုင်းနဲ့ပတ်သက်လို့ဘယ်နေရာတွေကမလုံးတဲ့အပိုင်းနေတယ်ဘယ်နေရာတွေကအဓိကအရေးကြီးတဲ့အပိုင်းနေလဲဆိုတာကိုလည်းပို့ရမှာတခုချင်းစီရှင်းပြပေးတော့ပါမယ်ဖောက်ဖို့တော်စင်တော့ကျွန်တော်နောက်ကစကုစီတိတ်လေးပါတယ်ပေါ့နော်ဒါလေးကိုခွာလိုက်ဆိုတော့ကျွန်တော်တို့ဒီစကုပါကင်လေးကိုဖောက်လိုက်ပြီဆိုရင်ဘယ်လိုမျိုးဆက်ရလောက်ရမလဲဆိုတဲ့အပိုင်းလေးပါတယ်ပေါ့နော်အဘရမအောင်ဆုံးအနေနဲ့ကျွန်တော်နံပါတ်1အဆင့်ကတော့ဒီ QR ကကျွန်တော်တို့ deposit address ဖြစ်ပါတယ် ဒီအပြင်ကဒီတိုင်းမြင်ရတဲ့ကျူအာပေါ့နော်ဒီကျူအာကဒီ wallet ထဲကို crypto တွေသိမ်းကျင်တဲ့အချိန်မျိုးမှာသုံးရတဲ့ကျူအာဖြစ်ပါတယ် public key ပေါ့နော် public key ဖြစ်တဲ့အတွက်ကြိုက်တဲ့သူတိုင်းကိုပြလို့ရတယ်ကြိုက်တဲ့သူတိုင်းကိုပေးလို့ရတယ်ဒီကျူအာရှိတဲ့သူကဒီကျူအာတွေကို crypto တွေထည့်လို့ရတယ်အဲ့တော့ထည့်ကျင်တဲ့သူတွေကဒီကျူအာကို scan ဖတ်ပြီးတော့ထည့်လို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီ wallet ထဲကိုဝင်လာပြီဆိုတော့ crypto တွေကတော့ကျွန်တော်ပဲပြန်ထုတ်လို့ရမှာဖြစ်တဲ့အတွက်ဘယ်သူမှပြန်ထုတ်မပေးဘူးပေါ့နော်စရပါ ဘယ်သူမှ DGO ကို scan ဖတ်ပြီးတော့ crypto တွေမထည့်နဲ့ပေါ့နော်အော်ထည့်ရင်လည်းကျွန်တော်ပေးရလို့ယူစားပြီးတော့ယူလိုက်ပါမယ်ဆိုတော့နံပါတ်1အဆင့်သွားကြည့်အောင်ပေါ့နော်နံပါတ်1အဆင့်အနေနဲ့ကဒီလိုလေးပြပေးထားတယ်ဒီ wallet ရဲ့အဓိကအပိုင်းပေါ့နော်တယောက်မှာကျွန်တော်ခဲချစ်တဲ့အပိုင်းနေရာလေးပါတယ်အဲ့ဒီခဲချစ်တဲ့နေရာလေးကအရေးကြီးပါတယ်ခဲချစ်ပြီးသားဖြစ်နေရယ်ဆိုရင်သုံးလို့မရဘူးဒီခဲကိုဘယ်ချိန်မှချစ်ရမှာလဲဆိုတော့ကျွန်တော်တို့ဒီ ခရစ်တိုတွေထည့်လိုက်တဲ့ခရစ်တိုတွေကိုပြန်ထုတ်ချင်ပြီဆိုတဲ့အချိန်မှာခဲကြရမှာဖြစ်ပါတယ်အဲ့တော့ပြန်မထုတ်ချင်သေးဘူးဆိုရင် ခဲကိုချစ်လို့မရဘူးဒါလေးတရီထားဖို့လိုတယ်ပြန်နံပါတ်3မှာတော့ပါဠိရေးပြထားလဲဆိုတော့ဒီ wallet ကတဲ့ cryptocurrency တွေတော်တော်များများကို support ပေးထားတယ် NFT တွေလည်းဒီ wallet ထဲမှာတင်လို့ရတယ်အာနံပါတ်4ကတော့ warning sign တွေပါတယ်ဗောနော်ဒီ wallet ကိုဘယ်လိုမျိုး အသုံးပြုရမလဲအာဘာတွေ တတိထားတဲ့ဇောင်းရှောင်းရည်ဆိုတာကိုရေးပြထားတာဖြစ်ပါတယ်။ဆိုတော့နံပါတ်လေး8နဲ့ပတ်သက်လို့ဒီညမှာပြောပြပေးမယ်ပေါ့နော်။အာကျွန်တော်တို့ကဒီ wallet တဲ့ကို crypto တွေထည့်လိုက်ပြီးဆိုတာနဲ့ဒီ wallet ကို ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုတစ်ခုအနေနဲ့ယူဆိုင်ပြီးတော့ကျွန်တော်ကထိန်းသိမ်းရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ငွေကြေးရွှေလိုပုံစံမျိုးသဘောထားပြီးတော့သိမ်းရမယ်။ဒီကက်ကပျောက်သွားပြီဆိုရင်ပြန်ပြီးတော့ recover လုပ်ဖို့နည်းလမ်းမရှိဘူး။ ရှေ့ရုံက unbox လုပ်ပေးခဲ့တဲ့ hardware wallet တွေနဲ့မတူတာအဲ့ဒီတစ်ချက်ပေါ့နော်ရှေ့ရုံက hardware wallet တွေဆိုရင်ကျွန်တော်တို့ hardware wallet ကြီးပျောက်သွားတဲ့တိုင်အောင်တင်ထားတဲ့ seed phrase တွေကိုသုံးပြီးတော့ crypto assets တွေကို recover ပြန်လုပ်လို့ရတယ်ဒါပေမဲ့ဒီ wallet ကကြာတော့အဲ့ဒီလိုမဟုတ်ဘူးပျောက်သွားပြီဆိုရင်တော့အဆုံးဖြစ်မှာဖြစ်ပါတယ်ဆိုတော့ဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့ငွေတွေကိုဒီစုပူထဲမှာစုရဲ့ပုံစံမျိုးပေါ့နော် ြန်ထုတ်ချင်တယ်ဆိုရင်ဒီမှာပါနေတဲ့ခဲလေးကိုချက်ပြီးတော့ပြန်ထုတ်ရမယ်ခဲလေးကိုချက်လိုက်တဲ့ဆိုရင် passphrase တွေ private key တွေထွက်လာမယ်ဒီ passphrase တွေ private key တွေကိုသုံးပြီးတော့ပတ်ဆက်ပြန်ထုတ်လို့ရမယ်အကယ်၍ကိုကပတ်ဆက်မထုတ်ချင်သေးဘူးဆိုရင်ဒီ passphrase တွေ private key တွေကိုခဲချလို့မရဘူး state ကတွေခွာလို့မရဘူးဒီလိုပုံစံမျိုးပေါ့နော်အဲ့တော့စုဖို့သဘောမျိုးနဲ့စုလို့ရတယ်ရှိတော့က hardware wallet တွေလုတ်ပေးခဲ့တာအများကြီးရှိတယ် hardware wallet တွေက စီဖရိတ်ကိုကိုယ်တိုင် generate လုပ်ပြီးတော့တင်ရတဲ့သဘောမျိုးဖြစ်ပါတယ်။ဒါပေမဲ့ဒီ balance မှာကျတော့ private key တွေကို balance back ကနေပြီးတော့ generate လုပ်ပြီးတော့ဒီပုံမှာ printer လုပ်ပေးထားတယ်ပေါ့နော်။အဲ့တော့ printer လုပ်တဲ့အပိုင်းကဘယ်လိုမျိုးလုပ်လဲဆိုတော့နှစ်ပိုင်းလုပ်တယ်။ two factor generation process ဆိုတဲ့ပုံစံမျိုးနဲ့သွားတယ်ပေါ့နော်။အော် private key တွေကိုနှစ်ပိုင်းခွဲပြီးတော့ generate လုပ်တယ်။တစ်ပိုင်းနဲ့တစ်ပိုင်းကိုမတိကြအောင်မတူညီတဲ့ theme နေကနေပြီးတော့ ကျွန်တော်လုပ်ပြီးတော့ဒီပုံမှာ print လုပ်တယ်ခဲလေးနဲ့အုပ်တယ်ဒီလိုပုံနှမျိုးနဲ့သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရှေ့တုန်းက wallet တွေကကြတော့ကိုယ်တိုင် private key တွေကို generate လုပ်ရတယ်ဒီမှာကိုယ်တိုင် private key တွေကို generate လုပ်တာမဟုတ်ဘူးအာဒီဘက်က generate လုပ်ထားတဲ့ private key တွေကိုသုံးတာဖြစ်ပါတယ်အာဘာกว่าလဲဆိုရင်ဒီ wallet တွေကလွယ်လွယ်ကူကူနဲ့ easy to use သုံးလို့ရတယ်အာလုံးဝ offline 100% offline ဖြစ်တယ်ပေါ့နော် ာဘာချစ်မှလည်းမပါဘူးဒီအပြားလေးတပြားပဲပါတယ်ဒါလေးကိုခွာလိုက်တဲ့ဆိုရင်အတွင်းထဲမှာတတ်ထုပြားလေးတပြားပါတယ်ဗောနော်အဲ့ဒီတတ်ထုပြားလေးတပြားပဲပါတယ်အာရှင်းတော့ hardware wallet တွေမှာကြာတော့ကျွန်တော်တွေကကျွန်တော်တို့ဒီ chip တွေနဲ့သွားတယ်ဗောနော်အာ100% offline ပြောပေမဲ့အဲ့ဒီ chip တွေကို hacker မျိုးတွေလုံးလို့ရနိုင်သေးတယ်ဒါပေမဲ့ဒီကောင်ကတော့လုံးဝ hack လို့မရဘူးအာဒါပေမဲ့ သူ့ရဲ့ manufacturing process ကိုတော့ကျွန်တော်တို့ကယုံကြည်မှုတစ်ခုရှိဖို့တော့လိုအပ်တယ်ဒီလိုပဲပေါ့နော်အားနေကြအားသာချက်လေးတွေကသူ့နေရာနဲ့သူတော့ရှိနေမှာဖြစ်ပါတယ်ကျွန်တော်ဒီအပြားလေးမှာဆိုရင်ဒီအောက်ကဘိုင်းကခဲအုပ်ထားတဲ့အပိုင်းပေါ့နော်ပြီးရင်ခုနက private key လို့ပြောတဲ့ကျူဟာက sticker ကတ်ထားတာဖြစ်ပါတယ်ဒီ sticker ကိုခွာလိုက်တယ်ဆိုရင်အောက်မှာ private key ရှိမှာဖြစ်ပါတယ်အဲ့ဒီ private key ကတစ်ပိုင်းပြီးရင်ဒီ verify ကပရိုက်ဗိတ်ကီးတွေနဲ့ပြန်ပေါင်းပြီးတော့မှဒီခဲချစ်ထားတဲ့ private key နဲ့ပြန်ပေါင်းပြီးတော့မှဒီ wallet ထဲကိုထည့်လိုက်တဲ့ crypto တွေကိုပြန်ထုတ်လို့ရမယ့်ပုံစံမျိုးဖြစ်ပါတယ်အဲ့တော့ staker ကိုခွာပြီးသားလားမခွာပြီးသားလားဘယ်လိုမျိုးသိနိုင်မလဲပေါ့နော် staker ကိုခွာပြီးသားဆိုရင်ဒီကောင်ခွာလိုက်တဲ့အချိန်မှာဒီအောက်မှာကပြားရည်အိမ်ကအကွက်ပုံစံမျိုးလေးတွေနဲ့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီလိုမျိုးပြားရည်အိမ်ကအကွက်ပုံစံမျိုးလေးတွေနဲ့ကြီးကိုတွေ့နေပြီဆိုတော့အဲ့ဒါကသုံးပြီးသားပေါ့နော်ဒီအောက်ကခဲကိုချစ်ပြီးသားဆိုရင်လည်းသုံးပြီးသားလို့ယူဆလို့ရနိုင်တယ်အဲ့တော့ ဒီ wallet တွေကိုဝယ်တဲ့အချိန်မျိုးတွေမှာသူ့ရဲ့ official website တွေကနေပြီးတော့ဝယ်တာမျိုးတွေပဲလုပ်တင်နေတခြားသပ္ပတီတွေကနေဝယ်တာမျိုးတွေမလုပ်တင်ဘူးနော်သပ္ပတီတွေကနေဝယ်တယ်ဆိုရင်ခဲချစ်ပြီးတော့ပြန်အုပ်ထားတာမျိုးတွေ stake ကတွေခွာပြီးတော့ပြန်အုပ်ထားတာမျိုးတွေဖြစ်နိုင်တယ်အဲ့တော့ပထမတစ်ဆင့်အနေနဲ့စကုပ်ဘူးမှာ seed date ခွာပြီးသားဆိုရင်မသုံးတင်ဘူးနောက်ထပ်တစ်ချက်အနေနဲ့ဒီခဲချစ်ပြီးသားပုံစံမျိုးတွေအမှုရာပြည့်ရင်းနေတာမျိုးတွေပြီးရင်ဒီ stake ကခွာပြီးသုံးထားတာမျိုးတွေဆိုရင်မသုံးတင်ဘူးဘာနဲ့တူလဲဆိုတော့ ဖုန်းပေတွေကျွန်တော်ခဲချက်ပြီးတော့ဖြည့်တယ်လို့ပေါ့နော်ခဲချက်ပြီးသားဆိုရင်အတခြားသူတယောက်က3မီတာဖြစ်နေနိုင်တယ်အဲ့ဒီအတွက်မသုံးသင့်ဘူးဆိုတဲ့ပုံစံမျိုးမှတ်ယူထားမှာဖြစ်ပါတယ်ဆိုတော့ဒီ wallet ကိုဘယ်လိုမျိုးသုံးရမလဲဆိုတဲ့ပိုင်းလေးနည်းနည်းလေးရှင်းပြပေးခြင်းနဲ့ပေါ့နော်သုံးဖို့အတွက်ကကျွန်တော်ရမ်းလွယ်ပါတယ်နံပါတ်5အဆင့်မှာလဲသူ application ရဲ့ QR လေးကိုထည့်ပေးထားတယ်ပေါ့နော်နံပါတ်5မှာ download ဆွဲလို့ရမယ်ပယ်လက် QR လေးတစ်ခုကိုထည့်ပေးထားတယ်ဒီ QR လေးကို scan ဖတ်ပြီးတော့ download ဆွဲလိုက်တယ်ဆိုရင်ဒီ ballot တုံးလို့ရတဲ့ application လေးတခုကို download ဆွဲရမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီ application က crypto တွေကိုသိမ်းတဲ့ application မဟုတ်ဘူး crypto တွေကိုတကယ်သိမ်းတာကဒီထဲမှာရှိနေတဲ့ private key တွေကနေပြီးတော့သိမ်းတာပေါ့နော်အာ application က manage လုပ်တဲ့အပိုင်းပဲဖြစ်ပါတယ်ဒါလေးကိုလည်းဒီအောက်မှာစာလေးနဲ့ရေးပေးထားတာပါပါတယ်ဆိုတော့ application ကိုရင်းဆိုကျွန်တော် download ဆွဲလိုက်ပါတော့ download ဆွဲပြီးသွားပြီဆိုရင်ဒီ QR ကို scan ဖတ်ပြီးတော့သုံးရုံပဲဖြစ်ပါတယ်။အာ application ကိုဒီစာရွက်မှာပါတဲ့အတိုင်း scan ဖတ်ပြီးတော့ download ဆွဲလိုက်။ဆွဲပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဒီအောက်မှာ scan ဆိုပြီးတော့ပါတယ်။ scan ဆိုတဲ့ button လေးကိုနှိပ်ပြီးပြီဆိုရင်အာကိုယ့်ရဲ့ bell light က QR လေးကို scan ဖတ်လိုက်။ဒါဆိုရင်ကျွန်တော်တို့ terms and privacy လေးကိုအမှန်ချစ်ပြီးရင် agree ဆိုတာလေးကိုနှိပ်လိုက်။ဒါဆိုရင်ကျွန်တော်တို့စပြီးတော့သုံးလို့ရပြီဖြစ်ပါတယ်။အာပထမဆုံးအနေနဲ့ကတော့ဒါကျွန်တော်တို့ တတိထားတဲ့အကြောင်းလေးတွေကိုတခုချင်းစီပြောပြပေးရပါတော့။ next လေးတွေ line နဲ့ line ရှာပြီးပြင် okay နေလိုက်။ဒါဆိုရင်ကျွန်တော်ဒီ wallet ကိုစပြီးတော့တုံးလို့ရနေပြီဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီ wallet ထဲမှာစပြီးတော့တွေ့ရမှာက bitcoin တခုပဲတွေ့နေရမှာပေါ့နော်။တခြား ethereum တို့တခြား token တွေထည့်ထည့်ခြင်းနဲ့ဆိုရင် atmo coin or token ဆိုတဲ့ button လေးကိုနှိပ်ပြီးပြီးဆိုရင်ကိုထည့်ခြင်းတဲ့ token တွေကို on ပေးလိုက်ရရှာပြီးဖြစ်ပါတယ်။ဘာမှခက်ခက်ခဲခဲမရှိဘူးပေါ့နော်။ကျွန်တော်လုံးဝ easy to use ဆိုတဲ့အတိုင်းပဲလုံးဝတုံးရတာလွယ်ကူတဲ့ပုံစံမျိုးဖြစ်ပါတယ်ကျွန်တော်ဒီ wallet ကို verify လုပ်ဖို့အတွက်ဆိုရင်ဒီ software ထဲမှာပဲ verify လုပ်လို့ရတယ်ပေါ့နော်ဒီညလေးမှာမြင်းချောင်းလေးတုံးချောင်းပါတယ်ဒါလေးကိုနှိပ်လိုက်နှိပ်ပြီးသားပြီဆိုရင်ဒီမှာ verify ဆိုတာလေးပါတယ်ဒါလေးကိုနှိပ်လိုက်နှိပ်ပြီးသားပြီဆိုရင်ကျွန်တော်ပထမဆုံးအနေနဲ့ပေါ့နော်ဒီ passphrase ကို prefix လုပ်လို့ရတာကဒီ sheet ကအပိုင်လေး verify ဆိုတဲ့အပိုင်လေးကိုပဲခဲချစ်ပြီးတော့ prefix လုပ်လို့ရတယ်ဒါဆိုရင်ဒီမှာ preface လောက်လို့ရရ verify လေးကိုဒီနေရာရတဲ့ကဏ္ဍကိုဒီနေရာမှာထည့်ပြရမယ်ပေါ့နော်ကဏ္ဍလေးသုံးလုံးပါမယ်အကယ်၍ကျွန်တော်တို့ကဒီ pass phrase ကိုအကုန်လုံး fully ထည့်ခြင်းနဲ့ဆိုရင်ဒီအောက်ကိုသွားဒီနောက်မှာကြံနေတဲ့ sketch လောက်ရမယ်နေရာအကုန်လုံးကိုခဲချစ်လိုက်ခဲချစ်ပြီဆိုရင်ဒီထဲမှာကဏ္ဍလေးကိုရိုက်ထည့်လိုက်ရင်ဒါပထမတစ်ဆင့်ကျွန်တော်တို့ verify လုပ်တဲ့အပိုင်းအောင်မြင်သွားတယ်ပေါ့နော်အဲ့တော့ဒီ carry ကိုချစ်ပြီးတဲ့တိုင်အောင်ကျွန်တော်တွေကဒီ wallet ကို verify လုပ်တဲ့အဆင့်မှရှိပါသေးတယ်။ငွေလွှဲခြင်းနဲ့ဆိုရင်ဒီ စတေကာရဲ့အောက်မှာကျူအာထပ်ပါတယ်ဗောနော်ဒီဟာလေးကိုခွာပြီးတော့အဲ့ဒီကျူအာကိုစကန်ဖတ်မှာပဲငွေလွဲတဲ့အပိုင်းကဒီ wallet ထဲကိုထည့်ထားတဲ့ crypto တွေကိုပြန်ထုတ်လို့ရမှာဖြစ်ပါတယ်ဒီတစ်ပိုင်းလဲသိဖို့လိုအပ်တယ်ဗောနော်ကိုယ်တိုင် private key တွေကို generate လုပ်ရတာမျိုးလည်းမရှိဘူး generate လည်းလုပ်เสียရမလို့ဒီမှာ generate လုပ်ပြီးသား key တွေပါတယ်အာပြန်ထုတ်ခြင်းတဲ့အချိန်မျိုးမှာခဲချစ်ပြီးတော့ဒီ private key တွေကိုအသုံးပြုလိုက်ရုံပဲကိုယ်တိုင် generate လုပ်ပြီးတော့မှသုံးခြင်းတဲ့သူတွေ fully control လုပ်ခြင်းတဲ့သူတွေကတော့တခြား wallet တွေကိုစဉ်းစားလို့ရတယ်။ဒီ wallet ကတော့ကျွန်တော်တို့စုဘူးသဘောမျိုး BB ဆိုရင်ကိုယ်တိုင် private key တွေ generate လုပ်ပြီးတော့မသိမ်းခြင်းဘူးပေါ့နော်။ private key တွေကိုယ်တိုင် generate မလုပ်ခြင်းဘူးဆိုတဲ့သူတွေအတွက်ဖြစ်ပါလိမ့်မယ်။အော်ဆိုတော့အဲထူးထူးခြားခြားပေါ့နော်။ဘယ်လိုမျိုးသုံးလို့ရလဲဆိုတော့အဲဒါမျိုးလေးဝယ်လိုက်ပြီးရင်အာဘလောက်နေမှဒီစုဘူးကိုဖောက်မယ်ဆိုတော့ပုံစံမျိုး sticker တွေကိုခွာမယ်လို့ပြောတာပေါ့နော်။ ဘလောက်နေမှဒီစူဖို့ကိုထောက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ရည်ရွယ်ချက်တစ်ခုနဲ့ကျွန်တော်တို့ထိန်းလို့ရတယ်အဲပတ်ဆက်တွေစုကြရဆိုရင်ကျွန်တော်တို့စူဖို့ဆိုရင်ဘလောက်ပြေးမှပြေးမှဖောက်မယ်ဆိုတာမျိုးတွေတတ်မှတ်ချာရှိရပါတော့အဲ့ဒီလိုပုံစံမျိုးသုံးဖို့အတွက်အဆင်ပြေပါတယ်အာကိုယ်တိုင် fully control လုပ်ခြင်းနဲ့ဆိုရင်တော့တခြားကျွန်တော် review လုပ်ပေးထားတဲ့ hardware wallet တွေရှိတယ်ဒါတွေကိုစဉ်းစားလို့ရတယ်ဒီကောင်ကတော့ရှေ့မှာလောက်ခဲ့ hardware wallet တွေနဲ့လုံးဝမတူတဲ့ပုံစံတစ်မျိုးဖြစ်ပါတယ် โอเคပါဒါဆိုရင်တော့ဘယ်လဲနဲ့ပတ်သက်လို့အဲဘယ်လိုမျိုး wallet လဲဘာတွေလုံးလို့ရလဲဆိုတော့အကြောင်းကိုနားလည်ကြမယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာအားလုံးပဲ trade တိုင်းနေကြပါစေခင်ဗျာ